တညလေမှာတက်ကတော့အဆောက်အုံတစ်ခုရဲ့လုံကြုံရဲ့အဆောင်ချယ်ဟာတငယ်ချင်းတယောက်ရဲ့အကူအညီနဲ့ကင်မရာတွေပိတ်ထားပြီးတက်ခွဲကန်ထဲကတက်တန်ကုန်ဆေးတွေကိုခိုးယူခဲ့တယ်။နောက်နေမှာသူမဟာ Grace ဆိုသူကိုသဘောတူထားတာထက်ဈေးတသားစွာနဲ့ဆေးတွေရောင်းချလိုက်တယ်။ပြီးတော့သူမမားနဲ့သမီးမက်တီယိုဒါနဲ့နိုအာကိုခေါ်ဖို့ရွက်ခမာသူသူဒိုရက်စီတွားခဲ့တယ်။ဒိုရက်ကဂျယ်မာကလေးတွေရဲ့အုတ်ထင်းခွင်မရှိဘူးလို့တတိပီးပြီးစောစောပြန်ပို့ဖို့ပြောတယ်။ ကာစီလာရင်ဂျယ်ကခလေးတွေနဲ့ရင်းနှီးဖို့ကြိုးစားတယ်။မတီလ်ဒါကနှွေးနှွေးထွေးထွေးတုံပြန်ပြီးမဲနိုအာကတော့တေးစိန်နေတယ်။ရေဒီယိုပဲတော့သွားချိန်မှာထိမ့်မရတဲ့ကားတစ်စီးကသူတို့စီဝင်တိုက်လာတယ်။ဂျယ်ကပထမကားကိုရှောင်းနိုင်ပြီးမဲနောက်တစ်စီးနဲ့တိုင်မီတီသူတို့ကဟာတောင်ကုန်းပေါ်ကလင့်စင်ကရေကန်ထဲရောက်သွားတယ်။ရင်နေနေတဲ့ကားထဲမှာဂျယ်ကခလေးတွေရဲ့ခါပတ်တွေကိုဖြုတ်ပြီးပစ်တင်းပေါက်ကနေတွန်းထုတ်လိုက်တယ်။ ရေတွေဝင်လာတော့သူမလည်းလွတ်ဖို့ယုံကန်ပေမဲ့ရေစီးနဲ့အတူပါသွားတယ်။မျက်နှာပြင်ပေါ်ရောက်လာပေမဲ့နိုအာကိုမတွေ့ရတော့ဘူး။ကဲဆယ်ရေသမားတွေကမတ်တီယိုဒါကိုတရီလစ်နေအခြေအနေနဲ့ကန်းဆတ်မှာတွေ့ခဲ့တယ်။မြို့တစ်ခုလုံးလက်စင်မီပြတ်တော့သွားပြီးဂျဲလ်ကိုဥခေါင်တန်ရာနဲ့ဆေးယုံပုတ်ခံရတယ်။ ဆဲယောမှာလူနာအည်အထွားပုံမှန်မှန်အောင်များနေသည်အချမ်းဖတ်တိုက်ခိုက်မှုဆိုတဲ့တင်းစကားတွေပြန့်နှံ့နေတယ်။မိပြတ်တာကြောင့်ကားတွေပါရပ်တန့်သွားတယ်။ဂျဲလျက်တန်ရာကတိတ်မဆို့လို့သူကိုယ်တိုင်ကုတာရတယ်။ရုတ်တရက်အော်တန်တစ်ခုထွာလာတယ်။တတိလိနေရဲ့လူနာဒီအလုံးနိုးလာကြတယ်။ဒိုရစီအပြန်ရောက်တဲ့အခါဖုန်းလီနဲ့ credit system တွေပြက်နေတာကိုသိရတယ်။ဂျယ်ရဲ့ငွေတွေကရေကန်ထဲမှာပျောက်သွားပြီးဒိုးတွေကတ냐အီခွင့်ပေးတယ်။ အိမ်မပြောတဲ့ဂျဲလ်ကမိသားစုတပ်ပုံတွေကိုချိနေရင်းဒိုးတဲ့နဲ့အိဆဲအချောင်းစကားပြောဖြစ်တယ်။ဒါပေမဲ့ဂျဲလ်ကပြန်လဲနာလန်ထူးခိုဆိုပြီးငင်းတယ်။မတေယိုဒါကိုစစ်ကြည့်ပြီးနိုအာကနိုနီဒါကိုတွေ့ရပြီးနှစ်ယောက်လုံးဂျဲတို့လီကိုစိုက်ကြည့်နေကြတယ်။နောက်နေ့မှာဂျဲလ်ကမြို့ထဲမှာပရန်ပဒါထင်းနီလာကိုမြင်တယ်။ပင်ပန်နွားနေနေတဲ့လူလီကလမ်းဒီပေါ်မှာလှည့်လည်နေပြီးအချို့ကအကျန်းဖတ်လာကြတယ်။ဈေးပုံယူဖို့တက်ကတော့ကိုပြန်သွားပေမဲ့စစ်သားတွေရဲ့တိုက်ခိုက်မှုကိုခံရတယ်။ သူမရဲ့အရင်တပ်မှုတောတာမာဖီကအိမ်မပြောတဲ့အချက်အသေးကိုလေ့လာနေတဲ့သူရေတနာဌာနအကြောင်းပြောပြတယ်။မိပြတ်ပြီးကတဲ့ကအိပ်ပျော်နိုင်တဲ့သူဟာတယောက်ပဲရှိပြီးသူ့ကိုသူရေတနာအသေးခေါ်ထားတယ်။ဂျဲလ်ကသူ့ရုံးနဲ့ပူပေါင်းဖို့ငင်းတယ်။မတျိုတာအိပ်ပျော်သွားတဲ့အခါဂျဲလ်ထိတ်လန့်သွားတယ်။စစ်သားတယောက်ထိတဲ့ဘရိုင်ယန်ကအိမ်မပြောတာကအာယုံမမှန်တာလှူရှားမှုချို့